လေးရလို့ပြောတာတယ်လူလေးရကိုတူကိုကျွန်တော်က3000 3000လုံးနဲ့တူကို3000လုံးနဲ့ကျွန်တော်120ပဲ320ပဲထုတ်ထားတာအခုတန်းစီလဲပြီးရော120လဲအကုန်လုံးဝဟိုမှလူကတန်းရတာတကယ်ကိုကျင်နေစရာကောင်းပါတယ်ခင်ဗျာ तू ပျော်သွားအောင်မလုပ်ပေးရမလဲ तू စိတ်ချမ်းသာသွားအောင်မလုပ်ပေးရမလဲသူတို့ကလူကနေတာဘာလဲဆိုတော့ကျွန်တော်ကဘဘဘဘဆိုတော့ပြီးပြန်စင်းစားရတာမြဲမြဲအဲ့မှာတကယ်ကြီးအတိုင်းမြင်ဒီချစ်တော့ဒီလက်တွေပြတ်သွားတဲ့သူတွေဆိုရင်ငါတို့ ဘလောက်ထိထိအောင်ငါတို့လုပ်ပေးနိုင်မလဲဒီပေးထားတဲ့အလူငွေနဲ့အဲတာမန်ထိခိုက်တဲ့လူဆိုရင်ရောထိခိုက်တာက तू ကမထိခိုက်ပဲမဲ့ तू အိမ်သားဒီကဘလူဘယ်နှယောက်ပါသွားတာလဲအဲအဲ့ဒါမျိုးကိုကျွန်တော်တို့ကသွားစဉ်းစားပြီးမှကြည့်ရအောင်ဆုံးဖြတ်ပြီးမှဒီဟာလေးဆိုရင်တော့ဒီလောက်တော့ငါတို့ပေးမယ်လူတဲ့အခါမှာစိတ်မကောင်းဖြစ်တယ်ဆိုတာဒါကျွန်တော်တို့သွားကြတဲ့ကကျွန်တော်တို့ကထိတ်လန့်မှုတွေနဲ့သွားရတာပေါ့နော် နောက်ဆိုဖြစ်ဖြစ်ပြီးချင်းနောက်ရက်ကိုကျွန်တော်တို့သွားတယ်သွားတဲ့ခါမှာငါတို့ရောနောက်တစ်ထပ်လုပ်တဲ့နေရာမှာပါသွားရင်ဘယ်လိုလုပ်မလဲဆိုတော့အတွေ့ပေါ့နော်အဲအဲ့တွေ့တွေ့မိတဲ့ခါမှာလဲကျွန်တော်တို့ကျွန်တော်မှာဟိုကျွန်တော်နုပညာသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ချစ်တဲ့ခင်တဲ့သူတွေရှိတာပေါ့နော်အဲ့ရှိတဲ့အနေငယ်လေးတွေကကျွန်တော်တို့ကိုယုံကြည်မှုတစ်ခုနဲ့လမ်းလှမ်းပြီးလှူပေးကြတယ်အဲ့လှူပေးလိုက်တဲ့လူတွေကိုကျွန်တော်ကနေပြီးတော့နိဗ္ဗာန်စွာသဘောနဲ့ကျွန်တော်လှုပ်ပေးတဲ့အခါမှာ ဟိုလမ်းလူတွေလူကလည်းကိုယ်တိုင်မသွားရောက်နိုင်ဘူးပေါ့သွားရတဲ့ခါမှာကျွန်တော်တို့လှူပေးရတာလည်း PD လည်းဖြစ်တယ်အားလည်းရတယ်ကြည်လည်းကြည်နေတယ်ဒီလုပ်ကလေးကိုလည်းဟိုမျက်နှာမိတယ်ပေါ့နော်မျက်နှာမိရတော့သွားလှူတယ်အဲ့တော့ကျွန်တော်ရင်တော့ဆိုရင်တော့လုံးနိုင်မှာမဟုတ်ဘူးဘာလို့ဆိုတော့ကျွန်တော်တယောက်တည်းဒီမှာယုံနေတာအခုကကျွန်တော်ဟိုဆိုကျွန်တော်ဆိုင်ကလေးလေးဖွင့်ထားဖြစ်တဲ့အတွက်ပေရိုမီရိုကိုလည်းဒီဇိုင်းအကျွေးလို့ရတယ်အဲလုံးနိုင်ပြီဆိုတော့ကျွန်တော်ရှေ့ကိုသွားလို့ရတယ်လူလို့လက်လက်အဲ့အတွက်ကျွန်တော်ဘာပဲဖြစ်ဖြစ်ပြဿနာမရှိဘူးဟောအဲ့လိုထိတ်လန့်မှုနဲ့ကျွန်တော်တို့သွားလိုက်တယ် တော့လေဘူရောက်တဲ့ခါမှာကျတော့ကျောက်ထင်လာတာတည်းပို့ပြီးတော့အခြေအနေတွေဆိုးတယ်ပေါ့နော်အဲအဲ့လိုမျိုးဒီတိုက်တွေပြိုနေတာတွေကျွန်တော်တို့မျက်မြင်ကိုတွေ့မြင်ခဲ့ရတယ်အာပြီးရင်အဲ့အောက်မှာပြိနေတဲ့လူတွေကိုမထုတ်ရသေးတာမျိုးချက်ကျွန်တော်ရောက်တော့ချက်ချင်းဆိုတော့မထုတ်ရသေးတာမျိုးတွေရှိတယ်အနံ့နေထွက်နေတာမျိုးတွေရှိတယ်အဲအဲ့ဒါမှမှဘေးရနေပြီးတော့ဒီပျက်စီးဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်တွေရဲ့ပိုင်ရှင်တွေ တို့အိမ်တောင်စုရဲ့ပိုင်ရှင်တွေကနေပြီးတော့ဒီဟာလေးတွေပေါ်ပေါ်ရင်တို့ရဲ့ပိုင်ဟိုတည်သွားတဲ့လူတွေထွက်လာမဲ့ဟာကိုသူစောင့်နေရတဲ့လူတွေရှိတယ်။အဲ့ဒီမြင်ကွင်းတွေကျွန်တော်တို့ဆိုရင်ဒါစကားတော်အဲ့နေရအဲ့လိုပြောဖို့စွန့်အားတယ်ပေါ့နော်။ဘာလို့လို့ကိုယ်တိုင်ခံစားကြည့်ဖို့တော့မလွယ်တဲ့အခြေအနေမျိုးအချို့ဆိုရင်တမိသားစုတွေမှာ၉ယောက်ရှိတာကို၈ယောက်သလုံးပါသွားတာမျိုးအဲဒါမျိုးဆိုရင်ဒါတကယ်ကိုခံစားရတဲ့ဟာမျိုးအဲပြီးရင်ဘုန်းကြီးเจ้าမှာဆိုလဲအဲ့လိုမျိုးပဲ ပြီးရင်တီလာရှင်ကြောင်းမှာဆိုလဲအဲ့လိုမျိုးပဲတို့ကိုယ်တိုင်မြင်ခဲ့ရတယ်အဲ့ဒီအချိန်မှာမြင်ခဲ့ရတဲ့ခါမှာဒီလိုမျိုးလုတ်တာကတို့ဆက်ပြီးလုတ်တင်တယ်လို့ကျွန်တော်သုံးခဲ့ချက်ကိုကိုချသွားနိုင်တယ်ဟုတ်ကိုရက်ကိုရက်ကြတာကိုရက်ကြပြီးတော့ကျွန်တော်ဟိုပြန်လာတယ်ပြန်လာပြီးတော့နောက်ရက်ကိုကျွန်တော်အိမ်မှာလူလူပစ္စည်းတွေရောက်နေပေါ့အဲ့ပစ္စည်းတွေကိုကျွန်တော်ယူပြီးတော့နောက်ရက်ပြန်မယ်ပေါ့ဘာလို့ပြန်မယ်ဆိုတော့ကျွန်တော်ကစနေနေ့မှာကျွန်တော်ဒီ fresh show ရှိတာကို ဲ့တော့ချက်ချင်းပြန်မယ်၁၇ရက်နေ့မှာကျွန်တော်ပြန်လာမယ်လို့ဆုံးဖြတ်တာဒါပေမဲ့ဒီ၁၀ရက်နေ့ကိုပြောင်းလိုက်တဲ့အတွက်ကျွန်တော်ဒီနေ့ထိကျွန်တော်ဒီမှာပဲနေလိုက်ပြီးတော့မနေ့ပြန်မနေ့၁၇ရက်နေ့မနေ့ဆိုကျွန်တော်တို့ပြန်သွားမယ်ကျွန်တော်တို့ကအမှန်တမ်းပြောရရင်လူဆိုတော့ကိုကိုတိုင်းမခံစားရင်တိတ်ပြီးတော့ငါမဖြစ်ဘူးပေါ့နော်ဒါပေမဲ့လေအဲ့နီးနားရောက်သွားတဲ့ခါမှာကျတော့ကျွန်တော်အဲ့လိုလိုဝမ်းနေပြီးလိုက်ငိုဖို့ထပ်ဖို့လူကြီးကဥတူတူကြီးဖြစ်နေရဗျာတိတာခံစားရတာကြီးကအဲ့လိုနှထင်ကြီးတွေထူပြီးတော့ သူတို့ဘာလုပ်ပေးနိုင်လဲကျွန်တော်အုံနောက်တွေအဲ့ချိန်မှာတခြားအလုပ်တွေသွားလုပ်နေဘာလုပ်တော့ငါသာလုပ်ပေးရင်ကောင်းမလဲဒီအရင်းနဲ့ပတ်သက်ပြီးတော့ဟိုဖြစ်ပြီးတော့ကျွန်တော်ပြန်ပြင်လို့မရအောင်အဲ့တော့ तू ပျော်သွားအောင်ဘာလုပ်ပေးရမလဲ तू စိတ်ချမ်းသာသွားအောင်ဘာလုပ်ပေးရမလဲသူတို့မှလိုအပ်နေတာဘာလဲဆိုတော့ကျွန်တော်ကဘဘဘဘဆိုတော့ပြီပြန်စင်းလာတာမြန်မြန်အဲ့မှာတကယ်ကြီးအတိုင်းမြင်ဒီချစ်တော့တီလက်တီပြတ်သွားတဲ့တူတွေဆိုရင်ငါတို့ဘလောက်ထိထိရအောင်ငါတို့လုပ်ပေးနိုင်မလဲ ဒီပေးထားတဲ့အလူငွေနဲ့အဲတာမန်ထိခိုက်တဲ့လူဆိုရင်ရောထိခိုက်တာကသူကမထိခိုက်ပေမဲ့သူ့အိမ်သားဒီကဘယ်ဘယ်နှစ်ယောက်ပါသွားတာလဲအဲအဲ့ဒါမျိုးကိုကျွန်တော်တို့ကသွားစဉ်းစားပြီးမှစီးရရဆုံးဖြတ်ပြီးမှဒီဟာလေးဆိုရင်တော့ဒီလောက်တော့ငါတို့ပေးမယ်ကျွန်တော်တဦးတည်းမဟုတ်ဗျာကျွန်တော်မှကျွန်တော်ကိုလူထားတဲ့အလူငွေကကျွန်တော်ကတက်တက်ဝယ်ဖို့ဝင်ကိုလူထားတဲ့အလူငွေကတက်တက်ဟုတ်ကဲ့မလို့စီတူဝင်းတို့လူသားတက်တက်ဖလန်တွေဘောက်ကတက်တက်ဆိုတော့အဲ့ဒီအားလုံးပေါင်းလိုက်လို့ရှိရင်ငါကဘယ်လောက်လုံမလဲ အကူကဘယ်လောက်လုံမလဲအကူကဘယ်လောက်လုံမလဲအဲ့ဒါပေါင်းလိုက်လို့ရှိရင်ဒီလူကိုဘယ်လောက်ထိရောက်မလဲအဲကျွန်တော်အဲ့လူတွေတွေးပြီးမှဆုံးဖြတ်ချက်ချတဲ့အတွက်ကျွန်တော်နိုင်တဲ့ဘက်ကတော့နိုင်တဲ့လောက်တော့လုတ်ပေးနိုင်ခဲ့တယ်